ရုပ်ရည်အပြင်တာနာတန်ပြန်တဲ့လူလက်ပိုင်းရွယ်မင်းတန်းဆိုတဲ့လူငယ်လေးဟာနှစ်ပေါင်းများစွာအစိုးရဝေတန်းဘွားမှအလုလုခဲ့ရပြီးနေစဉ်ပင်ပန်းမှုတွေဖိအားတွေကြောင့် စိတ်ပိုင်းရောကိုယ်ပိုင်းပါပြိုလဲလိုလာခဲ့ပါတယ်။မနေ့စောစောထားပြီးယုံသွားရတာညနေဆောင်မှအိမ်ပြန်ရောက်တာစာရက်စာတန်းတွေနဲ့နေမိုးနေရတာတွေကမင်းတန်ကိုအတော်လေးပင်ပန်းစီခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့မင်းတန်ဟာဆုံးဖြတ်ချက်တစ်ခုကိုရှာခဲ့လိုက်တာပေါ့။မျိုးပြရဲ့စီကားမှုတွေကနေလွတ်မြောက်ဖို့အတွက်ရိုးရှင်းတဲ့ဘဝတည်တစ်ခုကိုစတင်ဖို့အတွက်ရွေးချယ်ခဲ့လိုက်ပါတယ်။ဥယျာဉ်ရှမ်းပြည်စိုက်ပျိုးရင်တပါဝါနဲ့နီးစပ်တဲ့ဘဝမျိုးကိုမင်းတန်တယောက်အိမ်မက်မက်ခဲ့တာလည်းဖြစ်တာပေါ့။ဒီလိုနဲ့မင်းတန်ဟာအိမ် င်တလုံးကိုဝယ်ယူဖို့အတွက်ရွေးချယ်ခဲ့လိုက်ပါတယ်။အဲ့ဒီအိမ်ကနှစ်ထပ်အိမ်ပြင်တောင်အိမ်ဟောင်းတလုံးဖြစ်ပြီးအိမ်ညံတွေကဟောင်းနှံပြီးစေးတုတ်တာလဲနှစ်ပေါင်းများစွာမလုပ်ထားတာမလို့အယောင်တွေကမေးမိန်လုံးနေပါပြီ။အိမ်ရဲ့ဇီးနှုံးကတာမန်ထက်အတော်လေးကိုတက်သားပြီးကားထားဖို့နေရာလေးပါတာကြောင့်မင်းတန်အဖိုးထင်ထားတာထက်အောင်ပို့ပြီးအဆင်ပြေလို့နေခဲ့ပါတော့တယ်။ရွာလေကနေခက်ဝေးဝေးမှရှိပြီးအနီးအနားမှာအိမ်ကြီးချင်းတွေတိတ်မရှိပဲပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီးလူသူအရေးအယောင်နေပါလာတာကြောင့်အေးဆေးလုံးနေခဲ့ပါတယ်။ အစကတော့မင်းတန်ဟာအင်ဂျီရဲ့ခန်းဝင်အိမ်တော်ပြည်ဘောကပစ္စည်းတွေကိုကြီးပြီးတကူရဲ့ရေရွလို့နေခဲ့တာပေါ့အဲဒီလိုအိမ်ကောင်းကောင်းကိုဈေးရွှေရွှေနဲ့ရသွားတာပဲငါဘယ်လောက်တောင်ကံကောင်းလိုက်လဲကွာအိမ်ထဲမှာလဲတီဗီဇက်ပွဲဆိုဖာကုန်းတော်ပါတဲ့အပြင်ကမှဗီဒီယိုကြီးတစ်လုံးလဲပါတာပဲဟမ်နေစမ်းပါဟိုမှာမိသားစုတက်ပုံပါလား မင်းသားလည်းအိမ်ပေါ်ကိုတက်တဲ့လေကားတက်ကပြတင်းပေါင်းနေရမှာချိန်ဆွဲထားတဲ့အိမ်ကြီးရဲ့မိသားစုတက်ပုံကိုစူးစိုက်ကြည့်လို့နေခဲ့ပါရယ်။ဒါပေမဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေကြောင့်ဒီအိမ်ရဲ့ဈေးချိုတဲ့အကြောင်းရင်းကိုမင်းသားလည်းနားလည်လို့သွားခဲ့တာပေါ့။ အင်ဂျီစီကိုပြောင်းလာပြီးပထမဆုံးတပတ်ကြာပြီးတဲ့အထိအရာအလုံးအဆင်ပြေလို့နေခဲ့ပါရယ်။မနက်စောစောထားပြီးအိမ်နောက်ဘေးကမြေကွက်လေးမှာခရမ်းကျင်သည့်ပဲပင်တွေကိုစိုက်ပျိုးလေးရှိပြီးနေလေဘက်တွေဆိုအိမ်ထဲမနီးမွေးကချောင်းထဲမှာငါဖမ်းလို့နေပါရယ်။ညနေဆိုရင်အင်ရှင်းကခုံလေးမှာထိုင်ပြီးလေညင်းခံရင်ညပိုင်းဆိုရင်ရုပ်မြင်သံကြားကြီးကဘဝကရိုးရှင်းပြီးအေးချမ်းလို့နေခဲ့ရှာတာပေါ့။ ဒါပေမဲ့တလာနီးပါးကြာပြီးသွားတဲ့နောက်နောက်တနေ့မှာတော့ရွာတွေကလူနှစ်ယောက်ဟာပထမဆုံးအကြိမ်မင်းတန်းရှိရာအိမ်ကိုရောက်လာခဲ့ပါတယ်။အဲဒီနေ့ကမင်းတန်းဟာအိမ်ရှိကခုံလေးမှာဓာရင်ကော်ဖီတောင်းနေတော့ရုတ်တရက်လူနှစ်ယောက်ကအိမ်ရှိကိုချောက်လာတာကိုတွေ့ခဲ့လိုက်ရတာပေါ့။မင်္ဂလာပါညီကိုကကိုတမောင်ဝင်းမှာဒါကကိုညီစောလွင်းနေအခုလို့ရဲ့အိမ်ကဒီအိမ်နဲ့တိတ်မွေးဘူးဒါပေမဲ့အရင်ကလာမိတ်မဆက်ဖြစ်လို့ဒီနေ့မှလာမိတ်ဆက်တာပါ အဲ့လိုကိုတမဝင်းကပြုံးပြီးပြောခဲ့လိုက်ပါတယ်။သူ့အတန်ကနှွေးထွေးပြီးပေါ်ရလုံနေကြပါဘော။အတန်က30ဝင်းကျင်လောက်ရှိပုံရပြီးပြာနှူးရောင်ဆွဲတာအင်ဂျီဟောင်းတင်နေဂျင်းပြော့ပေါင်းပြီးကိုဝေလုထားခဲ့ပါတယ်။ညီဖြစ်သူကိုစော်လင်ကဘေးမှရက်ပြီးကောင်းကြီးပြကပြုံးလို့နေကြပါဘော။သူကကိုတမဝင်းထက်ကိုပုံငယ်ပုံရပြီးတိတ်ဆိတ်တဲ့ပုံစံမျိုးရှိလို့နေကြပါတယ်။အာဟုတ်ကဲ့မင်္ဂလာပါကိုတမဝင်းနဲ့ကိုစော်လင်။ကျွန်တော်ကမင်းသက်ပါဗျ။ဒီကိုပြောင်းလာတာသိမကြသေးဘူး။တွေ့ရတာဝမ်းသာပါတယ်ဗျာ။ မင်းတန်လေလက်သေးကတောက်လက်စကော်ပြီးခွက်ကိုရှာထားပြီးသူတို့ကိုလေးလေးစားစားနဲ့ပြုံးပြကနှုတ်ဆက်ခလိုက်ပါတယ်။ရွာမှာနေတာတိတ်မကြသေးရောအိမ်ကြီးကြီးနဲ့ရင်းဒီပေါ်အခွင့်အရေးရတာကိုမင်းတန်တရားဝမ်းသာလို့နေပါတယ်။ညီလေးမင်းတန်မနေ့ပြန်ရွာနောက်ဘက်ကဈေးကုန်းနဲ့နန်းကိုတန်ရှင်းလို့ဖို့ရွာသားတွေဆူပြီးသွားမလို့အဲ့ဒါညီလေးကိုလာဖိတ်တာလာလို့ရင်ကုသလေရတယ်။ဘယ်လိုလဲစိတ်ဝင်စားလားကွာ။အဲလိုကိုတင်မဝင်းကမိခလိုက်ပါရယ်သူမျက်နှာမှာအာတက်တရောဖြစ်နေပြီးမင်းတန်းရဲ့အဖြေကိုစောင့်ဆိုင်းလို့နေခဲ့တာပေါ့ ဈေးကုန်းနဲ့နန်းဆိုတာကဟိုအဝေးကြီးမှာရှိတဲ့ကျောင်းဆောင်ပုံစံတခုလားကျွန်တော်ဝေးဝေးကနေမြင်ဘူးလေဗျာဒါပေမဲ့ဘာလို့အဲ့လောက်ပေးချမ်းပြီးရှုပ်ပွားနေတာလဲကိုတမောင်ဝင်းရဲ့မင်းသားကလည်းဆက်စုကြီးမေးခဲ့လိုက်ပါတယ်တကယ်လဲအဲ့ဒီနန်းနန်းကိုအိမ်ကနေလမ်းမြင်နေရပြီမဲ့အဝေးကြီးမှာရှိနေတာမလို့ဘာမှတေချာရှင်းရှင်းလင်းလင်းမမြင်ရပဲရှိလို့နေခဲ့ပါတယ်အိမ်ပေါ်တက်ကနေကြည့်ရင်ဖခင်ရဲ့အေးအေးရောင်ကဝေဝါးနေပြီးတစ်ပင်တွေရှုံပုတ်တွေကဘောအုပ်ထားသလိုခံစားခဲ့ရတာပါ ကိုတမဝင်းလည်းခနာတိတ်သွားခဲ့ပြီးမျက်နာက အနှဲငယ်တွန့်လို့သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဇော်ရင်ကမင်းထန်အမေကိုဝင်းပြီးဖြေခစ်လိုက်တာပေါ့။တကယ်ဆိုအဲဒီအကြောင်းကိုအသေးစိတ်ပြောပြဖို့ဆိုကျွန်တော်တို့လည်းအကုန်မသိဘူးဗျ။ကြဘူးလာတော့လွန်ခဲ့တဲ့အနည်း20ကျော်လောက်ကအဲ့ဒီမှာမိလောင်ခဲ့တယ်။မိကတတော်ကိုကြီးတယ်လို့ပြောကြတယ်။အဲ့ဒီနန်းနန်းကိုစောက်လို့လူတန်းခဲ့တဲ့တမိသားစုလုံးမိထဲမှာတေသွားကြတယ်ဗျ။အဲ့ဒီနောက်ပိုင်းဘသူမှနန်းနန်းကိုပြန်ပြီးမပြုတ်ပြင်ရဲတော့ဘူး။ ကျွန်တော်တို့ရွာသားတွေပဲနှစ်စဉ်တစ်ခါလောက်သွားပြီးတန်ရှင်းလုပ်ပေးကြတာအခုထိပဲကိုတော်လွင်ရဲ့အတန်းကအနေငယ်တုံ့ပြန်သလိုခံစားရပြီးကိုတမဝင်းကတော့ဘေးနားမှာညိနေရင်မင်းတန်းကိုငေးကြည့်လို့နေခဲ့ပါတယ်ဟုတ်လားဒါဆိုလေကျွန်တော်မနေ့ကလိုက်သွားမယ်လေဘာဖြစ်စီချသွားမလဲဗျကားနဲ့တည်လို့ရရင်ကျွန်တော်တည်ပေးပါမယ်ဘာမှအာမနာနဲ့နော်ကုညီနိုင်တာဆိုကျွန်တော်ကုညီမှာပါဗျမင်းတန်းကဟိုက်လက်ကားတစ်စီးရှိတာမလို့ဘာမှဆိုတည်ပေးလို့ရတယ်လို့တွေးမိရင်ပြောခဲ့လိုက်ပါတယ် အေးကောင်းပြီကွာမနေ့ပြမနေ့6နာရီလောက်မှရွာနောက်ကနည်းနည်းမှစုံခင်နော်ဘာမှမယူလာနဲ့အကိုတို့အကိုစီစဉ်ထားတယ်ကိုဒီမဝင်းလဲပြန်ဖြေးပြီးသူတို့နှစ်ယောက်စလုံးပြန်သွားခဲ့ကြပါတော့တယ်အဲ့ဒီဆုံးဖြတ်ချက်ကမင်းတန်းရဲ့ဘဝတွေကိုထူးဆန်းတဲ့အရာတွေဆွဲခေါ်လာမယ်လို့ကြိုတင်မမြင်ခဲ့ပဲရှိလို့နေခဲ့ပါတော့တယ်နောက်တရမနေ့မှတော့မင်းတန်းလဲမနေ့9နာရီလောက်မှထားပြီးအိမ်ကနေထွက်လွတ်လာခဲ့ပါတယ် မနက်ခင်းရဲ့လေကအေးစိမ့်ပြီးမြူရီအနေငယ်ဖုံးအုပ်လို့နေခဲ့တာပေါ့ရွာနောက်ဖက်နန်းနန်းကိုရောက်တော့ကိုတမဝင်းနဲ့ဇော်လင်းတို့ဟာစောင်းလို့နေခဲ့ကြပါတယ်မိလောင်ပြီးကြံခဲ့တဲ့နန်းနန်းရဲ့ပုံစံကိုမြင်လိုက်ရတော့မင်းတန်လည်းအတော်လေးအံ့ဩလို့သွားခဲ့တာပေါ့နန်းနန်းကအဝေးကနေမြင်ရတာထက်ပိုပြီးဟောင်းနှက်လို့နေခဲ့ပါတယ်နေရံတွေမှာမိလောင်ရာတွေကြံနေသေးပြီးနေရံချိုးကပြိုကျကာမိုးကတွေကဟောင်းလျက်သားလေထဲမှာလွင့်လို့နေခဲ့တာပေါ့အတွင်းဘက်မှာလည်းတစ်ပင်တွေရှုံဘုတ်တွေရှုပ်ရှက်ခန့်နေပြီး လေထဲမှာမီခိုနန်တမျိုးတင်းနေသလိုခံစားခဲ့လိုက်ရတာပေါ့အတွင်ကနေရှေ့ရှားလိုက်တဲ့ပထမဆုံးအချိန်မှာပဲမင်းတန်လဲသူ့ပခုံးပေါ်မှာတခູ່ခုကဖိထားသလိုခံစားခဲ့လိုက်ရပါတယ်။လေကတိတ်ဆိတ်လွန်းပြီးအသက်ရှူဖို့တောင်ခက်ခဲနေသလိုဖြစ်လုံနေကြတာပေါ့။နှကွန်ရုပ်ထုကိုမောကြည့်ခဲ့လိုက်တော့ရုပ်ထုရဲ့မျက်လုံးတွေကသူ့ကိုဆူဆူရဲရဲစိုက်ကြည့်နေသလိုခံစားခဲ့လိုက်ရပါတယ်။ရုပ်ထုကြီးကဟောင်းနှွမ်းပြီးဖုံတွေဖုံးနေခဲ့ပေမဲ့လို့လဲသူ့ရဲ့မျက်လုံးတွေကအသက်ရှိနေသလိုမင်းတန်တယောက်ခံစားလို့နေခဲ့ရတာပေါ့။ ကဲကြီးလေးမင်းတဲ့အကိုတော်တွေလူခွဲပြီးတန်ရှင်းလောက်ကြရအောင်ဒါမှပို့ပြီးမြန်မယ်မဟုတ်လားဟုတ်ဟုတ်ပါပြီကိုတမောင်ဝင်ကျွန်တော်ဒီနားကနေစလိုက်ပါမယ်မင်းတန်ရဲ့စကားဆုံးတာနဲ့ကိုတမောင်ဝင်လည်းတခြားဘက်ကိုထွက်သွားခဲ့လိုက်ပါတော့ရယ်အဲ့ဒီချိန်မှာရုတ်တရက်ဘုံဆိုတဲ့တန်ကူကိုကြားခဲ့လိုက်ရတာပေါ့အဲ့ဒါကြောင့်မင်းတန်လည်းလန့်လို့သွားခဲ့ပြီးဘေးကိုလန့်ကြည့်လိုက်တော့ဘာမှမတွေ့ပဲရှိလို့နေခဲ့ပါတယ်အကူဆိုရင်စွမ်းနာကဘာတန်ကြီးလဲအတန်ကြားလိုက်တယ်မဟုတ်လားဗျ မင်းတန်လဲဘေးနားမှာရှိတဲ့ဇော်လွင်ကိုမေးခဲ့လိုက်ပါတော့တယ်။လေတိုက်တယ်ပဲဖြစ်မယ်ကွာ။ဒီမှာအိုလုံးတော့ဒူးစန်းတဲ့အတန်တွေထွက်တာမဆမ်းပါဘူး။နေမဝင်ခင်ပြီးအောင်လုပ်ကြတာပေါ့ကွာ။ ကိုဇော်လွင်လည်းပြောပြတာနဲ့လဲထွက်လို့သွားခဲ့ပါတော့တယ်။သူရဲ့အတန်းကတည်ငြိမ်နေပေမဲ့မျက်နှာကအနှဲငယ်တင်းမာနေတယ်လို့ခံစားခဲ့ရတာပေါ့။ရွာသားတွေကအလုလုရင်တယောက်တည်းမနေကြဘူးဆိုတာမင်းတန်းကတတိထားမိသွားပြီးအားလုံးကအုပ်စုလိုက်လုံလုံနေခဲ့ကြပါတယ်။တယောက်နဲ့တယောက်အနီးကပ်နေကြပြီးဘယ်သူမှအဝေးကိုခွင့်မတော်ကြပါဘူး။သူတို့ရဲ့မျက်နှာတွေမှာတမျိုးတစ်ပါးသာဖြစ်နေကြသလိုခံစားခဲ့လိုက်ရတာပေါ့တချို့ကတယောက်နဲ့တယောက်တိုးတိုးလေးပြောနေကြပြီးတချို့ကနန်းနန်းလေးကရုပ်ထူတွေကိုမကြည့်ရဲသလိုမျက်လုံးတွေအောက်ချလို့ထားခဲ့ပါဗျာ မင်းတန်တယောက်သားဘာမှမသိသေးရောနန်းနန်းလေးကဖုံးတွေတည့်ရွက်တွေတန်ရှင်းလုံးရင်အလုတ်ထဲမှာအာယုံဆိုင်လို့ထားခဲ့လိုက်ပါတယ်မောလွယ်တနားကြီးလောက်ရောက်တော့အလုတ်တော်များများပြီးလုံနေခဲ့ပါပြီနန်းနန်းလေးကဖုံးတွေရှင်းသွားပြီးနေရန်တွေကိုကြီးနဲ့စီးကြောထားတာမလို့တန်ရှင်းလို့သွားခဲ့ပါတယ်ဒါပေမဲ့နန်းနန်းလေးကတချို့နေရာတွေအထူးသဖြင့်ရုပ်ထုကြီးကြီးတဲ့အတွင်းဆုံးအခန်းကမပြီးသေးပဲကြန့်ရှင်းလို့နေခဲ့တာပေါ့မင်းတန်လည်းပင်မလာလာနဲ့အိမ်ကိုပြန်ဖို့အတွက်စိတ်ကူးခဲ့လိုက်ပါတော့တယ် ရွာသားတို့ကလည်းပြန်ကုန်ကြပြီးကြံနေတဲ့လူတို့ကိုသူကနဲ့လမ်းကျုပ်ခေါ်ပြန်ဖို့ဆုံးဖြတ်ကာနိုင်ရုပ်ထုရှိရဘက်ကိုလှည့်ပြီးခေါ်ခဲ့လိုက်ပါတော့တယ်။ဒီမှာရှိတဲ့သူတွေအားလုံးအိမ်ပြန်ကြမယ်။ဘယ်သူများလိုက်ရှင်လဲ။ကျွန်တော်ကနဲ့ပြန်ဖို့ပြပါမယ်ဗျ။ မင်းတန်လည်းနန်းနန်းလေးမှာစကားကိုလက်လွတ်ပဲអော်ပြောခေလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲမင်းတန်ရဲ့အတန်ကနန်းနန်းအတွင်းနဲ့ပဲ့တင်ထက်လို့နေတာကိုတတိထားခဲ့မိလိုက်တာပေါ့။ချက်ချင်းဆိုသလိုလေးအီတမျိုးကတိုက်ခတ်လို့လာခဲ့ပြီးတစုံတစ်ယောက်ကစကားတန်အင်းဆိုပြီးတိုးတိုးလေးပြန်ဖြေတန်ကိုကြားခေလိုက်ရပါတော့တယ်။ဒါပေမဲ့မင်းတန်ရဲ့အနားမှာဘယ်သူမှမရှိပဲကျန်တဲ့ရွာသားတွေကလည်းဘာမှမကြားရတဲ့လိုမျိုး ိုအလောက်ကိုကိုလုံးနေခဲ့တာကြောင့်ထူးဆန်းလို့နေခဲ့ပါတော့တယ်။ဒီအချိန်မှာပဲနောက်ကနေမင်းတန်ရဲ့ပခုံးကိုတစုံတစ်ယောက်ကလာပြီးပုတ်ခစ်လိုက်တာကြောင့်အနေငယ်လန့်လို့သွားခဲ့တာပေါ့။ပြန်တော့မလို့လားညီလေးဒီနေ့လာကူတာကျေးဇူးရမ်းတင်ပါတယ်။အရပါရဗျာဒီလောက်ကကျွန်တော်အတွက်အပန်းမကြီးပါဘူးဗျာအခုလို့ပြန်မယ်ဆိုတခါတည်းလိုက်ပြန်ပါလား။အတူပြန်လို့ရပါတယ်။ကောင်းပါနေရလို့အများကြီးရှိတယ်ဗျာ။မင်းတန်ကအတူတူပြန်ဖို့ပြောပြီမယ်ကိုစော်လင်းရောက်လာပြီသူတို့မပြန်သေးကြောင်းကိုပြောခဲ့လိုက်ပါရဲ့ ကျေးဇူးတင်ပါတယ်မင်းသားကျွန်တော်တို့ကိုဟာကိုပြန်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့နည်းနည်းထက်လို့ပြီးဂျေရွာအုပ်ချုပ်ရေးမှုရဲ့ကားနဲ့ပြန်လိုက်ပါမယ်ဗျကိုစော်လင်းတို့ကညင်းနေတာကြောင့်မင်းသားလည်းဘာမှထပ်မပြောတော့ပဲကားပေါ်တက်ပြီးအိမ်ကိုပြန်လာခေလိုက်ကြပါတော့တယ်အိမ်ရောက်တော့တနေ့လုံးပင်ပန်းထားတာနဲ့ရေချိုးပြီးဧကန်ထဲမှာထိုင်နေရင် TV ဖွင့်ထားခေလိုက်ပါတယ် တီဗီကနေမင်းတန်အကြိုက်ဆုံးမောင်သားသားရဲ့နိုင်မဲရှန်တွေကနေတင်ဆက်တဲ့တရေစီစဉ်ကပြသနေတာမလို့ကြည်ရင်နဲ့ရေနေခဲ့မိပါသေးတယ်။မကြခင်မှာပဲစက်တနာကြီးထိုးလို့သွားခဲ့ပြီးအိမ်ငိုက်လာကဆိုဖာပေါ်မှာအိပ်ပျော်လို့သွားခဲ့တာပေါ့။ညာတကောင်ရန်ကျော်၁၂နာရီအချိန်လောက်မှာတော့တကားခောက်တန်ကြောင်မင်းတန်တယောက်လည်းနိုးထလို့လာခဲ့ပါရယ်။အတန်ကပြက်သားပြီးအိမ်တိမ်လုံးကိုပဲ့တင်ထက်လို့နေကြတာပေါ့မင်းတန်လည်းဆိုဖာပေါ်ထားထိုင်ပြီးဘယ်သူလဲအပြင်ကတကားခောက်နေတာဘယ်သူလဲ မင်းတန်လည်းမရေတရေနဲ့အော်မေးခလိုက်ပါရယ်ဒါပေမဲ့တကားခေါက်တန်ကကြေလောင်လို့လာခဲ့ပြီးအစမပြတ်နဲ့ခေါက်လုံနေကြတာပေါ့အတန်ကတယောက်ထဲရဲ့ခေါက်တန်မဟုတ်ရပဲလူအများကြီးကတပြိုင်နက်ထဲခေါက်နေတယ်လို့ခံစားခဲ့လိုက်ရပါရယ်လေထဲမှာမိခိုးနန်တစ်မျိုးကတင်းလို့လာခဲ့တာပေါ့အဲ့ဒီအနန်ကဈေးကုန်းနန်နန်းတွေကရခဲ့တဲ့အနန်နဲ့တူတူပဲဖြစ်လို့နေကြတာကြောင့်မင်းတန်ရဲ့လေချောင်းထဲမှာတစ်မျိုးခံစားရပြီးအသက်ရှူရတာခက်လို့လာခဲ့ပါရယ်မင်းတန်လည်းကြောက်လန့်လုံးလုံးတစ်ကိုယ်လုံးချွေးရီစုံနေခဲ့ပြီးနှလုံးခုန်တန်ကပုံမပြင်းထန်လို့လာခဲ့ ဲ့ပါပြီ။တကားခေါက်တန်းကရမသွားသေးပဲစက်တိုက်ထက်ကတက်ကခေါက်နေတာမလို့မင်းတန်လည်းတက်ပြင်းရှာပြီးစိတ်ကိုခံခံထားကတကားဖွင့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါရ။ဆိုပါဘောကနေထားပြီးတကားစီကိုဖြည်းဖြည်းချင်းချောက်လို့သွားတဲ့အချိန်မှာတော့ခြေလမ်းတိုင်းမှာမင်းတန်တရားခြေထောက်တွေတုံ့လုံနေခဲ့ပါတယ်။မတူလဲဟာဘာလို့ဒီလောက်ညံ့နေမှလာတာလဲ။ငါနဲ့တည်တာဆိုလို့ကိုတမောင်ဝင်းတို့ညီကိုပဲရှိတာမလား။အဲတကားမဖွင့်ခင်မှန်ပြင်းမောက်ကနေရှောင်းကြည့်အောင်ပါပဲ။ မင်းတန်လဲမှန်ပတဲ့ပေါက်ကနေတကားမကြီးရှိရာစီကိုကြည်လိုက်ပေမဲ့လူတယောက်တလေရဲ့အရေးအယံကိုတော့မတွေ့ရတာကြောင့်အပြင်ကိုထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်။အိမ်တကားကိုစိတ်ခိုင်ခိုင်ထားပြီးပွင့်လိုက်တဲ့အခါမှာတော့အပြင်မှာလူတယောက်မှမရှိသလိုလေတောင်မတိုက်ပဲဖြစ်လို့နေကြတာပေါ့။ညအမောင်ထဲမှာအိမ်ချီကိုဝေ့ပြီးကြည်လိုက်တဲ့အခါမှာတော့တစ်ပင်တွေကငြိမ်သက်လို့နေခဲ့ပြီးပဝင်းကျင်ကလည်းတိတ်ဆိတ်လို့နေခဲ့ပါတယ်။ မင်းတန်လဲမြန်နေတဲ့အသက်ရှူတန်းကိုပြန်ထိန်ပြီးအောက်ကိုငုံကြည့်လိုက်တော့အိမ်အဝင်ဝါရဲ့ကြမ်းပြင်ပေါ်မှာမီကိုမယ်ရီနဲ့ဖြစ်နေတဲ့ခြေရာတွေကိုအတင်းသားတွေ့ကြလိုက်ရပါတယ်။ခြေရာတွေကရှုပ်ထွေးနေပြီးအိမ်ခြေကနဲ့ဝင်လာသလိုပြန်ထွက်သွားသလိုဖြစ်လုံနေခဲ့ပါတယ်။မင်းတန်လဲကြောက်လွန်းလို့တကားကိုမြန်မြန်ပိတ်ပြီးတော့ခက်ခဲလိုက်တာပေါ့။ ်အိမ်ခန်းတွေကမီးတွေကိုအကုန်ဖွင့်ထားပြီးအိမ်ခန်းတွေကိုပြန်ပြေးဝင်သွားခဲ့ပါတော့တယ်။အိမ်ယာပေါ်မှာထိုင်းရင်စိတ်ကိုတည်ငြိမ်အောင်ထိန်းထားပြီးမဲနှလုံးခုန်တံကမရက်နိုင်ပဲဖြစ်လို့နေပြီးတညာလုံးအိမ်မပျော်နိုင်ပဲဖြစ်လို့နေခဲ့ပါတော့တယ်။အဲဒီနောက်တော့ရက်တွေတရက်ပြီးတရက်ကြာလာတာနဲ့အများထူးဆန်းတဲ့အရာတွေကပုံမှုပြီးကြုံတွေ့လို့လာခဲ့ရပါတယ်။တညာမှာတော့မင်းတန်တယောက်အိမ်ထဲမှာမြေယာကိစ္စနဲ့ပတ်သက်တဲ့စာရက်စာတမ်းတွေစီစဉ်နေရင်တယောက်တည်းအလုရှုပ်လို့နေခဲ့ပါတယ်။ဇပွဲပေါ်မှာစာရက်တွေဖြန့်ထားပြီးမိအိမ်ကိုထွန်းလို့ထားခဲ့တာပေါ့။ည9နာရီလောက်မှာတော့အပေါ် ေါ်တက်ကနေခြေတံတွေကိုစတင်ကြားလို့လာခဲ့ရပါတယ်ခြေတံကအပြေးပြေးပုံပြင်းလာပြီးတိတိကျကျထွက်ပေါ်လို့လာခဲ့ပါတယ်။အတန်ကတယောက်တည်းရဲ့အတန်မဟုတ်ပဲလူအများကြီးလှုပ်ရှားနေတယ်လို့ခံစားခဲ့ရတာပေါ့။အစားကတော့မင်းတန်လဲအိမ်ဟောမလို့တစ်သားရိအော်တာပဲလို့တွေးမိကလှုပ်လက်စအလုပ်ကိုပြန်ပြီးအာယုံဆိုင်လို့နေခဲ့တာပေါ့။ခဏကြာမှတော့တောက်တောက်ဆိုရဲခြေနင်းတံကိုအိမ်လေကားရင်ကနေကြားခဲ့လိုက်ရတာကြောင့် ချက်သိမ်းနေထားလို့သွားခဲ့ပြီးအပေါ်ကိုမောကြည့်ခလိုက်ပါတော့တယ်။အေရန်လီကာတမမီးလောင်ထားသလိုမဲနေနေတဲ့လူကြီးတယောက်ရက်နေတာကိုမြင်လိုက်ရတဲ့အတွက်အသက်ရှူရမတက်ထိတ်လန့်လို့သွားခဲ့ပါတော့တယ်။မင်းတန်လည်းပိုသေးချောင်းမျက်လုံးကိုပပီးထက်ကြည့်လိုက်တော့ဘာမှမရှိတော့ပဲဖြစ်လို့နေကြတာပေါ့။ဒါပေမဲ့သူ့စိတ်ထဲမှာတကူးကူးကိုတီးကျင်စိတ်ဖြစ်လာခဲ့တာကြောင့်အပေါ်တက်ကိုတက်ကြည့်ဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ပါတယ်။လေကာတီတွေကဟောင်းနှွမ်းနေပြီး တတိုင်းကျွီကျွီဆိုရဲအဲ့ဒီအတန်တွေကထွက်လို့နေခဲ့တာဗောအပေါ်တက်အခန်းထဲကိုရောက်တဲ့အခါမှာတော့မိမပွင့်ခင်မဲနန်နေတဲ့လူရိုက်တွေဝိုင်းထန်နေတာကိုမြင်တွေ့ခဲ့လိုက်ရပါတယ်သူတို့ကလူပုံစံရှိပေမဲ့မျက်နှာတွေတတဲကောကွဲမမြင်ရပဲမဲနန်နေတဲ့အရေးတွေလို့ဖြစ်နေပြီးအလဲမှာတခုခုကိုဝိုင်းကြည့်နေလို့ထိုင်လို့နေခဲ့ပါတယ်မင်းတန်လည်းလမ်းလို့သွားခဲ့ပြီးမိကလုတ်ကိုဖွင့်လိုက်တော့ဘာမှမရှိပဲအကုန်လုံးဟာပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်အခန်းကြီးထဲမှာတော့မိကုန်းနန်းကပြင်းပြတတ်တန်ကြံရင်လို့နေခဲ့တာဗောအဲ့ဒီနောက်မင်းတန်တယောက် ်အိတ်မပြော်တော့ပဲအိတ်ရပေါ်မှာလူလိမ့်ရင်စိတ်ထဲမှာတော့တမျိုးတစ်ပါးသာခံစားနေခဲ့ရပါတော့တယ်ညံတဲ့အခါမှာအိတ်ပြော်သွားပြီးအိမ်မက်ထဲမှာတော့ဈေးကုန်းနဲ့နန်းကိုရောက်လုံနေခဲ့ပါတယ်နန်းနန်းကြီးတစ်ခုလုံးဟာမိွေတောက်လောက်လုံနေခဲ့ပြီးလူတွေရဲ့အော်တန်တွေနားကွယ်မတက်ကြားလုံနေခဲ့ရပါတယ်တချို့ကကဲပါလို့အော်နေကြပြီးမထနိုင်တော့တဲ့အမျိုးသမီးတူဦးကလည်းကလေးလေးကိုခေါ်လုံနေခဲ့ပါတော့တယ်မီလီယံတွေကဖျားတစ်ခုလုံးကိုဝါမြုံနေပြီးမိခိုးတွေကထူထပ်လို့လာခဲ့တာပေါ့မင်းတန်းကအကူအညီပေးဖို့လဲကြားနေတဲ့လူကိုဆွဲထူပေးဖို့လှုပ်ပေး ေမဲ့လို့လည်းလက်ကဘာမှမလုပ်နိုင်ပဲရှိလုံနေခဲ့ပါတယ်။အသက်ရှူဖို့ခက်ခဲလို့လာခဲ့ပြီးရင်ဘတ်ထဲမှာတင်းကျပ်လာတယ်လို့ခံစားလာရကအိမ်မက်ကနေလက်နိုးလို့လာခဲ့ပါတော့တယ်။မင်းတန်ကလည်းအသက်ကိုဝါအောင်ရှူလိုက်ရင်ပြတင်းပေါက်ကနေဝင်လာတဲ့လာရောင်ကြောင့်နေရံဘောကမီခိုမယ်ရီနဲ့လက်ရာတွေကိုမြင်တွေ့ခဲ့လိုက်ရပါတော့တယ်။ လက်ရတွေကနေရံပေါ်မှာရှုပ်ထွေးနေပြီးလူကြီးတဦးရဲ့လက်ရနဲ့တူလို့နေခဲ့ပါတယ်။မင်းတန်လည်းမျက်လုံးကို၃ခါလောက်ပေါ်ပြီးပြန်ကြည့်တဲ့အခါမှာတော့ဘာလက်ရမှမရှိပဲငကိုအတိုင်းရှိလို့နေခဲ့တာပေါ့။မင်းတန်ရဲ့ကြောထဲမှာအေးဆက်နေတဲ့ခံစားမှုတစ်ခုကိုစတင်ခံစားခဲ့လိုက်ရပါတယ်။အရာပေါ်မှာထိုင်းရင်အခန်းထဲကိုပြန်ကြည့်တဲ့အခါမှာတော့ကတင်တောင်သားကနေမိတွန်းနေတဲ့လူကြီးတဦးဟာမင်းတန်ကိုအန်ကျိပြီးကြည့်လို့နေခဲ့ပါတော့တယ်။မင်းတန်ကလည်းရုတ်တရက်မြင်လိုက်ရတာကြောင့်ကောင်းတစ်ပန်းကြည့်လို့သွားခဲ့ပြီးနှလုံးပေါက်ကွဲမတက်လန့်သွားကဗစက်ကလည်းအာခရီး ဲထွက်သွားခဲ့ပါတော့တယ်။စိတ်ကိုတင်းငြိမ်အောင်စူးစီးလို့ထားခဲ့ပြီးပစက်ကနေရသမျှဖျားသားတွေကိုတန်းစီပြီးရုတ်ဖက်လို့หนีခဲ့တာပေါ့။အဲ EDB တော့ဘကဝါအဲတမ်းမတမ်းပုတ်တော့ဖျားသားရိုးရင်ကြောက်ကြောက်နဲ့အပေါ်ကိုမောကြည့်တဲ့အခါမှာတော့ပြောက်လို့သွားခဲ့ပါတော့တယ်။အဲဒါအိမ်မက်ပဲဖြစ်မှာပါ။မင်းတန်လေကိုကိုကိုအားပေးနှင်းသိမ့်နေခဲ့ပြီမဲ့စိတ်မသက်မသာဖြစ်နေခဲ့ပါတော့ရဲ့အနေငယ်ကြာပြီးတဲ့နောက်နောက်တဲ့ထူးဆန်းမှုတွေကထပ်မံဖြစ်ပွားလို့လာခဲ့တာပေါ့ ။တနေ့ညနေ6:00နာရီလောက်မှာယေရှုခန်းလေးကယေစိန်ခန်းနဲ့ယေရှုနေတော့ယုတ်တရက်ရေကမဲသွားပြီးမိခိုနန်နဲ့အုတ်အဲအဲအနှံ့ဆိုးတွေပြင်းပြင်းထန်ထန်ထွက်လို့လာခဲ့ပါတယ်။မင်းသန်ကလည်းနှာခေါင်းကိုလက်နဲ့ပိတ်ရင်းလန့်လို့သွားခဲ့ပြီးရေကိုပြန်ကြည့်လိုက်တော့ရေကမဲနှံ့လာကအနှံ့ဆိုးတွေထွက်နေတာကိုတီးခဲ့လိုက်ရပါတယ်။ရေချိုကန်ရဲကမန်ကိုလှမ်းကြည့်လိုက်တော့မှန်ထဲမှာလူရိပ်တွေလှောက်ရှားသွားလာနေတာကိုအတိုင်းသားမြင်တွေ့ခဲ့လိုက်ရတာကြောင့်စက်သိမ်းမွေးညင်းနေထားလို့သွားခဲ့တာပေါ့ မင်းသားလေအိမ်ထဲမှာသူတယောက်တည်းရှိနေတာတော့တယောက်တည်းမဟုတ်ပဲပရလောကသားတွေရှိနေတယ်ဆိုတာကိုသူသိလိုက်ရပါတော့တယ်။ယေရှုကနေကနေထွက်လွတ်လာခဲ့ပြီးအေကနာကိုရောက်တော့ငိုတန်တွေကိုပါဆက်လက်ကြားလို့လာခဲ့တာပေါ့။အမျိုးသားအမျိုးသမီးကလေးတွေရဲ့ငိုတန်တွေရောထွေးလုံနေခဲ့ပြီးအိမ်တအိမ်လုံးလုံးလုံးပဲ့တင်ထပ်လုံနေခဲ့ပါတယ်။ငိုတန်တွေကတိုးတိုးလေးစတင်ပြီးတဖြည်းဖြည်းကျေလောင်လို့လာခဲ့တာပေါ့။မင်းသားလေကြောင်လုံးလုံးနားကိုလက်ကလေးနဲ့အုပ်ထားပြီးမယ်။အတန်တွေကပုံမကျေလာတာကြောင့်သူကြားနေခဲ့ရပါတယ်။အေကနေကမိတွေကိုပွင့်ပြီး အိမ်တလုံးလုံးကိုလှည့်ကြည့်ပေမဲ့ဘာမှမတွေးပဲငိုတံတွေကမရက်နိုင်ပဲရှိလုံနေခဲ့ပါတော့တယ်။စိတ်ထဲမှာလည်းဒါပါရီဖြစ်နေတာလဲလို့တွေးရင်ကြောက်စိတ်ကပုံပုံများပြားလို့လာခဲ့တာပေါ့။ မင်းသားကလည်းအဲဒီလိုဖြစ်ရက်တွေကိုမခံစားနိုင်တော့ပဲစိတ်ထဲမှာကြောက်စိတ်တွေအတမတာဖြစ်နေတာတွေကပြင်းနှလုံးနေခဲ့ပြီးဘာလို့ရမှမသိတော့တဲ့အဆုံးမှာတော့အမားဖြစ်သူခင်မြတ်သူကိုဖုံးဆက်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ဒီမှာကဝိညာဉ်နဲ့ဆက်သွယ်နိုင်တယ်လို့ပြောဖို့ခဲ့ပြီးမယ်။အရင်ကဒါတွေကိုမယုံခဲ့ပါဘူး။သူပြောတိုင်းဟုတ်လားမဖြစ်နိုင်ပါဘူးလို့ရဲခဲ့ဖို့ပဲမယ်။အခုတော့မင်းသားကိုယ်တိုင်ကြုံနေခဲ့ရတာကြောင့်ဒီမှာကိုအားကိုးရတော့မယ့်အနေထားဖြစ်လို့နေခဲ့ပါတော့တယ်။ မင်းတန်လည်းအဝိစားတော်မဝင်နိုင်သေးပဲစိတ်စောကဖုန်းကိုကောက်ကင်ပြီးခင်မြတ်သူရဲ့နံပါတ်ကိုနှိပ်ခဲလိုက်တာပေါ့ဖုန်းမင်းတန်နဲ့ချက်လောက်ထွက်ပြီးမှသူကဖုန်းကောက်ကင်လိုက်ပါတော့တယ်ဟယ်လိုမင်းတန်ဘာလို့ဒီလောက်ညနေမှဖုန်းဆက်တာလဲခင်မြတ်သူကအိတ်ရှင်မူတူအတန်နဲ့မိခဲလိုက်ပါတယ်မမမခင်မြတ်သူအခုအားလားအိမ်ကိုရှင်းရှင်းလာပြီပါကျွန်တော်တခုခုဖြစ်နေပြီဗျဒီဒီအောင်မှရှင်းပြမယ် ဝင်းတန်တယောက်ဖုန်းလေးကနေအော်ပြောခေလိုက်ပါတယ်အတန်ကတုံကြီးလို့နေခဲ့ပြီးစကလုံးတွေကရှုပ်ထွေးလို့နေကြတာပေါ့မဖြစ်တာလဲမင်းတန်မင်းအတန်ထူဆန်းနေတယ်မဖြစ်တာလဲပြောငါခင်မရသူကလည်းစိုးရိမ်စေတွေနဲ့ပြန်မေးခေလိုက်တာပေါ့အိမ်မှာတခုခုရှိတယ်ကူကြည့်ပေးပါဗျာကျွန်တော်မနေနိုင်တော့ဘူးမင်းတန်လည်းစကားပြောရင်းအတန်ကတုံရင်လို့နေခဲ့ပါတယ်အေးအေးစောင့်နေနော်အခုရှင်းရှင်းလာခဲ့မယ်မကြောက်နဲ့နော် ။ဒီမှာကအဲဒီလိုပြောပြီးဖုံးချလို့သွားခဲ့ပါတယ်။မကင်မြတ်သူအိမ်ရောက်ဖို့တနာရီလောက်ကြာမယ်လို့တွက်ထားတာကြောင့်မင်းတန်လည်းအေကန်ထဲမှာထိုင်ဆောင်လို့နေခဲ့တာပေါ့။မိတွေကိုအကုန်ဖွင့်ထားပြီးအိမ်ငကားကိုတရှာခတ်ထားခဲ့လိုက်ပါတယ်။ဒါပေမဲ့စိတ်ထဲမှာမတက်မတာဖြစ်နေတော့နာယီကိုကြည်လိုက်တဲ့အခါမှာတော့17နာရီခွဲလောက်ဖြစ်နေပါပြီ။ရုတ်တရက်အိမ်ပေါ်တက်ကနေချက်ချက်ဆိုရဲရှေတံတွေကိုထက်မှန်ကြားနေခဲ့ရပြန်တာပေါ့။မင်းတန်လည်းလမ်းပြန်လို့သွားခဲ့ပြီးမကင်မြတ်သူရောက်လာမယ့်အချိန်ကိုတယောက်တည်းဆောင်းလို့နေခဲ့ပါတော့တယ်။ ်မကင်မြတ်သူအိမ်ကိုရောက်တဲ့အခါမှာတော့ည7နာရီခွဲလောက်ဖြစ်နေပါပြီသူကကားကိုအိမ်ရှိမှာရက်ပြီးအိမ်ထဲကိုဝင်လို့လာခဲ့တာပေါ့အိမ်တကားဝါမှာတင်သူဟာရက်တက်လို့သွားခဲ့ပြီးမျက်နာကတွန့်လို့သွားခဲ့ပါတယ်ဟင်အိမ်ထဲမှာမိခိုးနှံ့တွေကပြင်းလိုက်တာဘာဖြစ်တာလဲမင်းတန့်မကင်မြတ်သူကအသက်35ရှိပြီးအဖျိုကြီးမမဖြစ်ကသပင်ကိုစီးလုပ်ထားခဲ့ပါတယ်။သူမရဲ့မျက်နှာမှာလည်းစိုးရိမ်စိတ်တွေကပြင်းထန်လို့နေကြတာပေါ့ မခင်မြသူကျွန်တော်ဘာဖြစ်နေမှမသိတော့ဘူးအကုန်ပြောပြပါမယ်မင်းတန်ကပြန်ပြေးပြီးဈေးကုန်းနဲ့နန်းကစားလို့အိမ်ထဲမှာဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကိုပြောပြခဲ့လိုက်ပါတယ်တကားခေါက်တန်တွေခြေရာတွေအပေါ်တက်ကရိတ်တွေရေချိုးကန်တွေကရေမဲတွေငိုတန်တွေအကုန်လုံးကိုအသေးစိတ်ပြောပြခဲ့လိုက်တာပေါ့မခင်မြသူကခဏတာတိတ်ဆိတ်သွားခဲ့ပြီးအိမ်တလုံးလုံးကိုမျက်လုံးနဲ့လှည့်ကြည့်ပြီးတော့ဒီမရဲ့အတန်းကတုံတုံရင်းနဲ့ပြောခဲ့လိုက်ပါတော့ရယ်ဒီမှာတခုခုရှိတယ်လူများများပဲ သူတို့ကဒေါ်လာထွက်နေကြတယ်။သူမရဲ့မျက်နှာကတင်းငင်းငင်းပဲပဲမျက်လုံးထဲမှာတော့စိုးရိမ်စိတ်တွေကပြည့်နေလို့နေခဲ့ပါတယ်။မင်းတန်လည်းသူမရဲ့စကားကိုကြားတော့ရင်းထဲမှာတမျိုးတစ်ပုံခံစားလာခဲ့ရပြီးထိတ်ထိတ်ပြပြနဲ့မေးခဲ့လိုက်ပါတယ်။ဒါသာဆိုဘယ်လိုလုပ်ရမလဲ။ကျွန်တော်ဘာလို့မိလို့လဲဗျ။မင်းတန်ရဲ့အတန်ကတုံရင်လုံးနေခဲ့ပြီးစိတ်ထဲမှာကြောက်စိတ်တွေပိုများလာခဲ့ပါတယ်။မခင်မြတ်သူကအိမ်အလဲကနေအဲကမ်းမှာထိုင်ခိုင်းပြီးသူကအိမ်တလုံးလုံးကိုလှည့်ပတ်ကြည့်ခဲ့လိုက်တာပေါ့။လေကားတွေကိုတက်ကြည့်ပါတယ်။ အပေါ်တက်ကိုသွားပြီးပြန်ဆင်းလာခဲ့ပါတယ်။သူ့ရဲ့ရှည်လန်းတွေကလည်းပြင်းပြင်းပြီးတကူးကူအာယုံဆိုင်နေတယ်လို့ခံစားလာခဲ့ရတာပေါ့။အဲဒီနောက်မင်းတန်ရှိမပြန်ထိုင်းပြီးမျက်လုံးကိုမိတ်ထားခဲ့လိုက်ပါတော့တယ်။ ခဏကြတော့သူခနာကိုကတောင်းတင်သွားပြီးမျက်လုံးတွေကထူးဆန်းစွာနဲ့ပြောင်းလဲလို့သွားခဲ့ပါတယ်မျက်လုံးတွေကမဲနဲ့လာပြီးပူကြီးလာကတငယ်အိမ်တွေကလည်းကျင်းလို့သွားခဲ့ပါတော့တယ်သူမရဲ့ပါဇက်ကနေထူးဆန်းတဲ့အတန်တွေထွက်လို့လာခဲ့ရှာတာပေါ့သူမကထိုင်နေတဲ့မင်းတန်းကိုလက်ညှိုးငေါငေါထိုးပြီးဒေါသကြီးနေပြောဆိုလို့နေခဲ့ပါတော့တယ်မင်းကငါတို့ကိုခေါ်ပြီးဘာမှမလုပ်ပေးဘူးငါတို့လှည့်စားတယ်မင်းကိုတက်ခပေးမယ် ဲဒီအတန်ကမကင်မြတ်သူရဲ့အတန်မဟုတ်တော့ဘဲကြောက်စရာကောင်းတဲ့အတန်နဲ့ကြီးဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်အတန်တွေကတပြိုင်နက်တည်းပေါ်လို့လာခဲ့တာပေါ့လူအများကြီးရဲ့အတန်တွေရောထွေးပါနေခဲ့ပါတော့တယ်မင်းတန်ကလည်းအတော်လေးကိုထိတ်လန့်ပြီးတုံလုံးရှောက်ရှားလိုနေတဲ့အတန်နဲ့ပြန်လဲတောင်းပန်ခေလိုက်ပါတော့တယ်။ကျကျကျွန်တော်ဘယ်ဘယ်တော့ခေါ်လို့လဲကျကျကျွန်တော်မယူရပါဘူးဗျာခွခွခွလို့ပါဘယ်ဘယ်လိုလုပ်ပြရမလဲပြောပြပါ။မင်းတန်ရဲ့ဒီကိုယ်လုံးကလည်းရှမ်းစိမ့်လို့နေကအတန်ကတုံရင်နေခဲ့ပြီးမျက်ရည်တွေကဝဲလို့လာခဲ့ပါတယ်။ နေကငါတို့ကိုခေါ်လာပြီးလက်မခံဘူးကုသိုလ်မလုပ်ပေးဘူးနေကငါတို့ကိုလှည့်စားတယ်ငါတို့ခံစားနေရတာမင်းကြောင့်ပဲအခုမင်းလဲငါတို့နဲ့အတူတူခံစားရမယ် အဲဒီချိန်မှာအိမ်ထဲကမီးတွေတစ်ဖြက်ဖြက်လင်းလာပြီးလေအေးတစ်မျိုးတိုက်ခတ်လာခဲ့ပါတယ်။မင်းတန်လည်းကြောက်လွန်းလို့ဘာလို့ရမှမသိတော့ပဲမခင်မြတ်သူကိုကြည့်လိုက်တော့သူခနာကိုကတုံရင်နေပြီးမျက်လုံးတွေကအကူအညီတောင်းနေသလိုဖြစ်လုံနေခဲ့ပါတော့တယ်။ရုတ်တရက်မိခိုးနှံတွေကပျောက်လို့သွားခဲ့ပြီးမခင်မြတ်သူလည်းကျမ်းပြမော်ကိုခွေလဲလို့ကြာသွားခဲ့ပါတော့တယ်။လဲကြနေတဲ့သူမကိုမင်းတန်လည်းပြေးပွေးလို့ထားခဲ့လိုက်တာပေါ့။ မင်းသားလေးသူအမကြောင့်အမပါဒုက္ခရောက်ရတော့မှလားလို့တွေးမိခဲ့ပြီးစိတ်ထဲမှာအပြစ်ရှိသလိုခံစားလာခဲ့ရပါတယ်ခဏကြာတော့သူမကပုံမှန်ပြန်လဲဖြစ်လို့လာခဲ့ပြီးမျက်လုံးတွေကိုဖွင့်ခဲ့လိုက်တာပေါ့သူရဲ့မျက်နှာကဖြူဖက်ဖြူရော့ဖြစ်နေပြီးရွှေတွေစုံနေလို့နေခဲ့ပါတယ်မင်းသားဒါတာမန်ကိစ္စမဟုတ်ဘူးဒီအိမ်ထဲမှာဝိညာဉ်တွေရှိနေတယ်သူတို့ကဈေးကုန်းနဲ့နန်းလာတာဖြစ်နိုင်နေမင်းအဲ့ဒီမှာသွားပြီးတခုခုလောက်လိုက်မိတော့သူတို့ကမင်းနောက်ကိုလိုက်လာတာ ဒါဆိုဘယ်လိုလုပ်ရမလဲကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူးအခုဘာလုပ်မလဲမသိရင်နောက်ကျသွားလိမ့်မယ်အရင်ဆုံးငါတို့ဒီရွာနာကဘုန်းကြီးเจ้าကိုသွားရမယ်ဆရာတော်တပါးပါးကဒီကိစ္စကိုကိုညင်နိုင်လိမ့်မယ်လို့ထင်တယ်ဒီလိုနဲ့မင်းတန်းလဲသူမကိုခေါ်ကကားနဲ့ထွက်လာခဲ့လိုက်ပါတော့တယ်။ညတနားရီလောက်မှာဘုံကြီးကျောင်းရှိရာကိုရောက်ရှိလို့လာခဲ့တာပေါ့။ဘုံကြီးကျောင်းက ရွာနယ်မဏိမဝေးမှာရှိပြီးတစ်ပင်တွေဝိုင်းရံလို့ထားခဲ့ပါတယ်။ညာသကောင်ရန်ဆိုတော့တိတ်ဆိတ်လို့နေခဲ့ပြီးလေးညင်းလေးပဲတိုက်ခတ်လို့နေခဲ့တာပေါ့။ကြောင်ထဲမှာဇီယာတော်တပားကဖျောင်းနိုင်တွေကိုထွန်းလို့ထားခဲ့ပြီးတပားတွေတရားအားထုတ်လို့နေခဲ့ပါတယ်။ဇီယာတော်ကအသက်50ကျော်လောက်ရှိပြီးမျက်နာကတင်းငိမ့်အေးချမ်းလို့နေခဲ့တာပေါ့။မင်းသားတို့နှစ်ဦးလေးဇီယာတော်ကိုဦးရှာခဲ့လိုက်ပြီးရှောက်တားခဲ့လိုက်ပါတော့တယ်။အရှင်ဘုရားတပည့်တော်တို့နာနာဘာဝရင်းနဲ့ကြုံနေရပါတယ်ဖုရား။ဒါကြောင့်အရှင်ဘုရားရဲ့အကူကြီးလိုအပ်နေပါတယ်ဖုရား။ မင်းတန်လေးဆရာတော်ကိုလျှောက်ထားကဖြစ်ချောင်းကုန်စင်ကိုရှင်းပြခဲ့လိုက်ပါတော့တယ်။ဇေကုံနန်းနန်းကစားလို့အိမ်ထဲမှာဖြစ်ပျက်ခဲ့တာတွေမခင်မြတ်သူကိုဝိညာဉ်နဲ့ဆက်သွယ်ပြီးတာတွေကအစားအကုန်ပြောပြခဲ့လိုက်တာပေါ့။ဆရာတော်ကလည်းမျက်နှာသာတည်တည်ငြိမ်ငြိမ်နဲ့နားထောင်ပြီးခဏတာတိတ်ဆိတ်လို့နေခဲ့ပါတယ်။ခဏကြားတဲ့အခါမှာဆရာတော်ကပြန်လဲမိန်ကြားခဲ့တာပေါ့။အဲ့ဒီဇေကုံဘေးအမကလွန်ခဲ့တဲ့အနည်း၃၀ကျော်လောက်ကမီးလောင်ခဲ့တာ။အဲ့ဒီနှကုံကိုပြုစုတဲ့မိသားစုတစုလုံး အကုန်မီးထဲမှာတည်သွားကြတယ်။အဲဒီမိသားစုမှာလူကြီး9ယောက်ကလေး3ယောက်ပါတယ်ကွယ်။သူတို့ရဲ့ဝိညာဉ်တွေကမကျွတ်မလွတ်သေးပဲအဲဒီမှာလှည့်လည်နေကြတာ။ဒီကတကလေးကမယူရဲပဲသူတို့ကိုဖိမိရောအိမ်ထိကိုလိုက်လာကြတာပေါ့။ကုသိုလ်မပေးတော့သူတို့ရဲ့ဒုက္ခတွေပိုဆိုးလာပြီးဒေါသတွေဖြစ်လာကြတယ်။အဲဒီဝိညာဉ်တွေကအပြစ်တင်နေကြတယ်မဟုတ်လား။ ။ဇရာတော်လည်းအေဂျင့်တင်ငိမ့်တဲ့အတန်းနဲ့ပြောခဲ့လိုက်ပါရယ်။တို့မိသားစုကိုရည်စူးပြီးကုသိုလ်ပြု အများတန်းပေးဝေရမယ်။တညာလုံးဖះစာရီရွတ်ပြီးဒီကတကလေးကိုယ်တိုင်စိတ်ရင်းနဲ့ခွန့်လွတ်ပေးဖို့အတွက်တောင်းပန်ရမယ်နော်။ဘုန်းကြီးကဒီကနေ့ဓမ္မဆက်ပြုပေးမယ်။ဒါပေမဲ့ဒီတဲ့ပို့ဆိုးလာရင်တော့ဘုန်းကြီးကိစ္စရီပြည့်စည်သွားနိုင်လို့ဒီကိစ္စကိုကူနိုင်မှာမဟုတ်ဘူး။မျိုးဘော်ကအထက်လန်းပညာတတ်တဲ့ဆရာတယောက်ကို အခုအညီတောင်းကြလားဒီကိစ္စကိုလာပြီးညမှာလုပ်ရမယ်အဲ့ဒီနေကဝိညာဉ်တွေအတွက်အားနေတယ်ကွဇရာတော်ရဲ့မိန်ကြားချက်ကိုကြားနာခဲ့ရပြီးတဲ့နောက်မှာတော့မင်းတန်လည်းစိတ်သက်သာရာရသွားပြီးမယ်ကိုအမားကြောင့်ဝိညာဉ်ဒုက္ခရောက်သွားတာကို တွေးခဲ့ပြီးအပြစ်ရှိတယ်လို့ခံစားလာခဲ့ရပါတော့တယ်။တပည့်တော်ဘာမှမသိခဲ့ပါဘူးဖေ။ဘာလို့လိုက်ပြီးလို့သူတို့ကိုဖိမိတယ်လို့ဖြစ်ခဲ့တာလဲဖေ။မင်းတန်လည်းတီးချင်တာကိုထက်ပြီးမေးလျှောက်ခဲ့လိုက်ပါတော့တယ်။ ဈေးကုန်းနဲ့နဲ့မှာသူတို့ကိုအော်ခေါ်လိုက်တာဖြစ်နိုင်တယ်။ဘယ်သူများလိုက်ရှင်လဲဆိုတဲ့စကားကသူတို့ကိုဖိတ်တာနဲ့တူသားတယ်။ဝိညာဉ်တွေကစကက်လုံးတွေကိုအတိတ်ဝယ်ဖွင့်ပြီးလိုက်လာကြတာ။ဇီယာတော်ကပြန်ရှင်းပြလိုက်တော့မင်းတန်လည်းအဲဒီရှင်ကိုပြန်တွေးခဲ့မိလိုက်ပြီးဈေးကုန်းနဲ့နဲ့မှာဘယ်သူများလိုက်ရှင်လဲလို့អော်ပြောခဲ့မိတာကိုတတိယလို့သွားခဲ့ပါတယ်။အဲဒီစကားကရွာသားတွေကိုပြောတာဖြစ်ပေမဲ့ဝိညာဉ်တွေကကြားပြီးလိုက်လာတာလားလို့တွေးမိကစိတ်ထဲမှာအံ့ဩလို့သွားခဲ့တာပေါ့။ လာပြီးညကိုရောက်လာတော့မင်းတန်တို့လည်းဈေးကုန်းနဲ့နန်းကိုပြန်သွားခဲ့ကြပါတယ်။ဆရာတော်အကြံပေးတဲ့အတိုင်းမြို့ပေါ်ကချွေးကြောခိုင်းဆရာနောင်တိတ်တင်ကိုပင့်ဖိတ်ခဲ့လိုက်ပါတယ်။ဆရာနောင်ထိတ်တင်လဲသူနဲ့သူတပည့်9ယောက်နဲ့အတူ နန်းနန်းကိုရောက်ရှိလို့နေကြတာပေါ့နန်းနန်းတစ်ခုလုံးကိုဖျောင်းနိုင်အတိုင်းတရားလောက်ထွန်းထားခဲ့ပြီးစွန်းတော်တီးမွေးငပြောသည်ပန်းတွေကြက်ကောင်လုံးနဲ့စားကောင်းတောက်ဖွဲ့တွေကိုပြင်ဆင်လုပ်ထားနေကြပါရီအားလုံးစင်စင်ဖြစ်တဲ့ကောင်မှာတော့ဆရာနောင်ထိတ်တင်လဲအစီရင်တွေကိုလှုပ်ပြီးမီးလောင်ပြီးတည်ဆုံးခဲ့တဲ့ဝိညာဉ်တွေအားလုံးကိုပင့်ဖိတ်ခဲ့လိုက်ပါတော့ရီမန်နန်းတွေတညာလုံးပဲတင်ထက်နေခဲ့ပြီးနန်းနန်းထဲမှာလည်းအလင်းရောင်တွေဖြည်းဖြည်းချင်းထွက်လာသလိုခံစားခဲ့လိုက်ရပါတယ်မင်းတန်လည်းဒူးထောက်ထိုင်းပြီးတောင်းပန်ခဲ့လိုက်တာပေါ့ ကျွန်တော်ရဲ့မရည်ရွယ်တဲ့အမားကြောင့်အားလုံးကိုဒုက္ခပေးခဲ့မိပါတယ်။ခွင့်လွှတ်ပါဒီကုသိုလ်ကအားလုံးကိုသူကတိရအောင်ပို့ပေးပါစေ။ ်မင်းတန်လည်းစူတောင်းလိုက်ရင်မျက်ရည်တွေစီးကြလာကစိတ်ထဲမှာအပြစ်ရှိသလိုခံစားလာခဲ့ရပါတယ်ညာ7နာရီလောက်မှာတော့မိခိုငွေတွေလိုင်းထလာပြီးမဲနဲ့နေတဲ့ဝိညာဉ်ရိပ်တွေတယောက်ချင်းပေါ်ထွက်လို့လာခဲ့တာပေါ့လူကြီးတွေကလေးတွေမိလောင်ရတန်ရာတွေနဲ့ဝိညာဉ်တွေကရှေ့မှာလာရက်နေခဲ့ကြပါတယ်သူတို့မျက်နာတွေကဝမ်းနေနေပြီးတချို့ကမင်းတန်ကိုစူးစူးရဲရဲကြည့်လို့နေကြတာပေါ့မင်းတန်လည်းကြောက်စိတ်တွေပေါ်လာပြီးမဲစိတ်ကိုထိန်ပြီးဆက်ဆုတောင်းနေခဲ့ပါတယ်ဝိညာဉ်တွေကလည်းသူတို့အတွက်ပြင်ဆင်ထားတဲ့အစားအသောက်တွေကိုကြည့်ပြီးတဖြည်းဖြည်းပြ ောက်ွယ်လို့သွားခဲ့ကြတာပေါ့ဝိညာဉ်လေးပျောက်သွားတော့မိခိုးနန်းလေးလည်းယောသွားခဲ့ပြီးနန်းနန်းကြီးတစ်ခုလုံးလေးကိုအေးချမ်းတဲ့လင်းကြီးတစ်ခုဝင်လာခဲ့ပါတော့တယ်မင်းတန်ကုတို့ပြုလိုက်တဲ့အမှုကသူတို့တွေစီရောက်သွားတာကိုရှက်ရှင်းသိခဲ့လိုက်ရတာပေါ့အဲဒီညရဲ့နောက်ပိုင်းမှာမင်းတန်ရဲ့အိမ်ဟာအရင်လိုငြိမ်းချမ်းလို့သွားခဲ့တာပေါ့ ူးဆန်းတဲ့အတန်းတွေကြောက်စရာကောင်းတဲ့မိခိုးနှံ့တွေစိတ်ချောက်ရှားစရာမြင်ရောင်မှုတွေကလုံးဝမရှိတော့ပါပဲမင်းတန်လည်းအေးအေးချမ်းချမ်းနဲ့နေထိုင်လို့နေခဲ့ပါတယ်မင်းတန်လည်းမနေ့တိုင်းမှာစွန့်လောင်းပြီးကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကာဝိညာဉ်တွေကိုအများအတန်းပေးဝေလို့နေခဲ့ပါတယ်ဒီအဖြစ်ပြဇလန်လေးကိုကြီးလိုက်ရတဲ့မိစေတငယ်ချင်းတွေအားလုံးတင်ကန်းစာတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။တခါတရံမှာကျွန်တော်တို့ကတိတ်အေးမထားတဲ့စကလုံးတွေကတခြားသူတွေအပေါ်မထင်မှတ်ထားတဲ့တရားမှုတွေဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ပြီးတော့တရေစီဆိုတာတွေကိုယုံနေဖြစ်စီမယုံဘူးဖြစ်စီစကားပြောရမှာတတိထားဖို့ကအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့စကားကိုဘယ်သူတွေကြားနိုင်မလဲဆိုတာကိုမသိနိုင်လို့ပါပဲ။ဒီကနေ့ရဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်။အားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။အဆုံးဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ။ တက်ပြီးရေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်